ီသူ့ယုံဤညာဘက်ခုနှစ်ခန်းလောက်အကွာရှိဘေဘီကော်ဖီဆိုင်တွင် မနက်၈နာရီခွဲဆိုရောက်နေပြီးကော်ဖီတစ်ခွက်နှင့်ကြက်ဥကြော်ကို အမြဲမှစားလေးရှိသည် နေလင်စာကိုတော့မွန်းတဲ့ချိန်ရောက်တိုင်းဘဲဘဲချမ်းခုနှစ်ခန်းအကွာရှိဘော့ဤဘာကာဆိုင်တွင်ဒိန်ခဲညက်ပအောင်ကင်နှင့်ရေခဲစိန်လက်ဖက်ရည်ကို စားလေးရှိသည်ညနေ9နာရီထိုး၍မာရီယန်သည် သူ့အလုပ်သူလက်ဆက်တက်ပြီး goodbye ဟု ပြောလာသည့်အခါတိုင်းကလိုက်သည်ဘော့ကာပလင်းကိုဆွဲထုတ်ပြီးရေခဲတုံးကလေးများထည့်ထားသော ခွက်ထဲလောင်းထည့်ပြီးမော်ချလိုက်သည်တနေ့လုံးတွင်ယခုလိုတယောက်တည်းနေပြီးတောက်ရသည့်အချိန်မျိုးကို အလွန်တန်ဖိုးထားသူဖြစ်သည်တိတ်ဆိတ်ငြိမ်သက်နေမှုကိုလည်းသဘောကျသည်မျက်နှာချက်ကပန်ကာလေတန်နှင့် ခွက်ထဲကရေခဲတုံးလေးများ လုံရန်နေတန်းသာထွက်ပေါ်လာတတ်သည်။နှစ်ကြိုက်လောက်ငေါ်ပြီးချိန်တွင်အရက်ဤတကိုးအာနိသင်များက အုံနောက်ထဲသို့ စီးဝင်လာပြီဖြစ်သည်။ထိုအချိန်တွင် ရုံငယ်တကားကိုတစုံတယောက်ကခက်ပြင်းပြင်းခောက်နေတန်းကို ကြားလိုက်ရသည်။ဒီလိုအချိန်မျိုးတွင်ဘယ်သူမှ လာစရာအကြောင်းမရှိ။မြို့လေကောင်းသည်ညနေ9နာရီကျော်လျှင်လူသူကင်းမဲ့သလောက်ဖြစ်သွားသည်။ တခါတရံတွင်တော့ရှင်းနီတယောက်ယောက်ကို လာရှာသည်အမှုတွေမျိုးတော့ရှိတတ်သည်ကလိုက်လဲဘိုင်းကြနေသည်ကများ၍ထိုတိုသောအမှုတွေမျိုးကိုလစ်လျူမရှုနိုင်ဖန်ကွက်ကိုစအုပ်စင်ပေါ်တင်လိုက်ပြီးတကားရှိရာသို့လျှောက်သွားခဲ့သည်အဝေအစားကို လူကြီးသူကောင်းဆန်စွာတည်တက်ကြနာစွာ ဝစ်စင်ထားသောပုပ်ကိုတအူးကို တွေးလိုက်ရသည်ထိုပုပ်ကိုက သူ့နာမည်သည်စတာလင်ဘစ်ဖြစ်ကြောင်းမိဆက်လာတော့လဲကလိုက်ကနောက်ကနာမည်ကိုတဲတဲကွယ်ကွယ်မကြားလိုက်သူဤလုပ်ငန်းကပြားကို ယူကြည့်လိုက်မှဘစ်မဟုတ်ပဲဘင်းစ်ဖြစ်နေသည် ဖီလာဒဲဖီးယားမှရှေ့နေတဲ့ဦးဖြစ်သည် မစ္စတာဘင်းစ်သည်အသက်40ခန့်ရှိသည် အရက်ပူပြက်ပြက်နှင့်ပိမ့်ပိမ့်ပါပါဖြစ်သည် စိတ်အားတက်ကြွပုံရသည် ရန်ကြီးများတောင်ပိုင်းရှိရိုရင်းပြက်စီးနေသော မြို့များစီရောက်လာတိုင်းမလွဲမရှောင်သာတွေ့ရတတ်သည့်ကုကုကိုဟုတ်လာပြီဟုဘဝင်ခိုက်နေသည့်မျက်နှာအမူအရာမျိုးနှင့်ဖြစ်သည်သူမျက်နှာတွင်လည်းအခုလိုအနေထားတွင် လူတွေဘယ်လိုများနေနေကြပါလဲဟု တွေးနေတဲ့ရောတွေ့နေရသည်ကလိုက်ကချက်ချင်းလို သူ့ပုံစံကိုသဘောမကျဖြစ်သွားသည်ဘော့ဒကာကိုလည်းပြန်၍မိဝဲခြင်းနေသည် စတာလင်ကိုလည်းပေးတော့လိုက်မည်ဟုစိတ်ကူးပေါ်လာသည်သူတို့နှစ်ယောက်ကလိုက်ဤဇပွဲတွင်ထိုင်မိကြသည့်အခါအရက်ခွက်ကိုစီဖြစ်သွားကြသည်မိနစ်အနည်းငယ်ခန့်ဟိုစကားပြောဒီစကားပြောလုပ်နေကြပြီးပြောစရာကုန်သွားပြီးနောက်တွင်ကလိုက်ကကဲလာရင်ကိစ္စလေးပြောပါဦးပြောတော့ပေါ့ဗျာသူ့လေယူလေသိမ့်သည်ပြတ်သားပြီးကျွတ်ဆက်ဆက်နိုင်ပုံရ၍ နားထောင်ရသည်မှာ အတော်ကိုလိုကန့်လန့်နိုင်လာသည်ကျွန်တော်တို့ကုမ္ပဏီကလူတွေအစုလိုက်ပြုံလိုက်နင်နာခဲ့တာတွေအတွက် အားလုံးကိုကူစားပြုပြီးတရားဆွဲပြရတဲ့အလုပ်မျိုးကိုပဲလုပ်နေတာပါခင်ဗျားတို့ကုမ္ပဏီကကျွန်တော်တို့မျိုးတွေကိုယုတ်ချီစိတ်ဝင်စားလာတယ်ဆိုပါတော့အံ့ဩစရာပါလားဟုတ်တယ်ကျွန်တော်တို့စိတ်ဝင်စားလာတော့အမှန်ပဲကျွန်တော်တို့သူတေသနာလုပ်ထားတဲ့အရာဆိုဒီမျိုးတစ်ဝိုက်မှာ အမှုပေါင်းအထောင်ကျော်လောက်ရှိနေတယ်ဖြစ်နိုင်ရင်ရသလောက်ကျွန်တော်တို့စုကျင်တယ်ဒါပေမဲ့ဒေသခံရှိနေတယောက်ရှိဖို့လိုတယ်မဟုတ်လားတငယ်ချင်းနည်းနည်းလေးနောက်ကျသွားတယ်အရေးပေါ်လူနာတည်ရင်တော့လိုက်နေတဲ့ရှိနေမျိုးတွေဒီမျိုးမှာပိုက်စိတ်တိုက်လှုပ်ရှားနေတာ၅နှစ်လောက်ရှိနေပြီဟုတ်ပါတယ်လူသေးတဲ့အထိဖြစ်သွားတဲ့အမှုတွေတော်တော်များများဥသွားကြပြီဆိုတာလည်းသိပါတယ်အခြားပုံစံမျိုးနဲ့အမှုတွေလည်းရှိနေတယ်လေ ဥပမာ ကရင်ဓာတ်ကြောင့်ဖြစ်ရတဲ့အသေးကင်စာတို့အဆုတ်ကင်စာတို့အစာအိမ်တို့ဥမာကြီးမှာအနာပေါက်တာအရေပြားရောဂါစတာတွေပေါ့ဗျာအမျိုးမျိုးဖြစ်နေတဲ့လူမျိုးတွေရှာကျင်တယ်ဒီလူတွေအားလုံးကိုကျွန်တော်တို့ဆရာဝန်တွေနဲ့ဆက်သက်ဆက်စပ်မယ်လူနာတရာစင်ကြော်ကြော်လောက်ရပြီဆိုတာနဲ့သူတို့အားလုံးစုပြီးတရားစွဲလို့ရအောင် class action ကို ကျွန်တော်တို့စလုပ်မယ်ဒါကျွန်တော်တို့ကြွန့်ကျင်ရကြွန့်ကျင်ကြအောင်အလုပ်မျိုးပဲ တစ်ချိန်လုံးဒါပဲလုပ်နေတာနင့်နာကြီးလည်းညစ်နေအောင်ရမှာကလိုက်ကနားထောင်နေတော့လေမျက်နာအမူအရာကတော့သူပြောနေသည်များကိုပြင်းကြီးညင်းငွေ့နေပုံဖန်ထားသည်ဆက်ပြောပါဦးဟုထောက်ပေးလိုက်ပြန်သည်ကရင်းကဘွားကြောင့်အကန့်ခံလိုက်ရတာပဲသူတို့ရှေ့လျှောက်တရားဆိုင်နေလို့မဖြစ်တော့ဘူးဆိုပြီးနောက်ဆုံးကြအဖြစ်မနေဖြေးကိုဖြေရှင်းပေးရတော့မှာ ကျွန်တော်တို့ဘက်ကပူပြပြအမှုတွေရထားရင်ရှစ်ရှောက်ကျွန်တော်တို့ပဲဥဆောင်သွားရတော့မှာကျွန်တော်တို့ဟုတ်လားဟုတ်တယ်လေကျွန်တော်တို့ကုမ္ပဏီနဲ့ခမရလက်တွဲလိုက်ရုံပဲလေခမရကကျွန်တော်ရုံကိုမျက်စိကြနေတယ်ပေါ့လုံးစရာရှိရတဲ့အားလုံးကျွန်တော်တို့ဘက်ကအကုန်လုတ်သွားမှာပါဒေတာကန်ရှင်းနေဖြစ်ခမရနာမည်ခမရမှာရှိနေတဲ့အဆက်အသွယ်တွေဘုံဘုံမှာအထိုင်ချနိုင်ဖို့ကိုပဲသုံးပါ ဘလောက်သေးမှလဲဟုတ်ကလိုက်ကဒုံးတိတိပဲမေးလိုက်သည်ဒီလိုမြောက်ပိုင်းကကလိန်ကချစ်လူမျိုးနဲ့စကလုံးရွေးပြောနေစရာမလိုအမှုတဲ့တယောက်ရရင်ဒေါ်လာ900ညနာချေရရင်ရတဲ့ပမာဏရဲ့900ခန့်လုံးစောစောကပြောခဲ့တယ်လို့ပဲလုံးစရာရှိတာအကုန်လုံးကျွန်တော်တို့ပဲလုတ်သွားမှာကလိုက်ကခွက်ထဲကရေခဲတုံးကလေးများအတန်ကြီးအောင်လှုပ်ရင်းခေါင်းထဲတွင်တွက်ချက်နေလိုက်သည် စတာလင်ကဆက်ပြောပြန်သည်ခမားယုံရဲ့ဟိုဘက်ကအဆောက်အဦလွတ်နေတယ်ဘိုးမိုးမှာအခုဆိုအဆောက်အဦတော်တော်များများလွတ်နေပြီကျွန်တော်ပြောတဲ့ဟိုဘက်ကအဆောက်အဦကိုဘယ်သူပိုင်တာလဲကျွန်တော်ပိုင်တာပေါ့အဖိုးဝယ်ထားခဲ့တာကြာပြီပြီးတော့မျက်နှာချင်းဆိုင်မှာလည်းရှိတယ်အဲ့ဒါလည်းလွတ်နေတယ်ခမားနဲ့ကက်နေတဲ့ယုံကအတော်ပဲအဲ့ဒီမှာအမှုတွေကိုစစ်စစ်လက်ခံဖို့ကျွန်တော်တို့စေကန်းနဲ့တူအောင် ြင်လိုက်ဆင်လိုက်လို့ရတယ်။ဆရာဝန်တွေလည်းခေါ်လာမယ်။ပြီးရင်နာမကျန်းဖြစ်နေတဲ့လူမှန်သမျှဆက်သွယ်ဖို့ကြော်ညာလိုက်ရင် စုပြုံရောက်လာကြမှာပဲ။ကျွန်တော်တို့စစ်စစ်လက်ခံပြီးရင်အရေးအတွေ့ဘလောက်များလဲဆိုတာထွက်လာမှာပဲ။ပြီးတာနဲ့အားလုံးကိုစုပြီးဖက်ဒရယ်တရားရုံးမှာတရားစွဲမယ်။သူ့စကားများတဲ့တွင်လင်းညာနေသည်ဟုတန်တရားဖြစ်ပွင့်များရှိနေတော်လဲ။လူအများအပြားစုပြီးနိနာကြီးတောင်းသည့်အကြောင်းကို အတော်လေး จาบุทาบีဖြစ်သည့်အပြင်ရှေ့တွင်ထိုင်နေသည့်စတာလင်ကလည်းသူဘာပြောနေသည်ကိုသိသည့်လူမျိုးဖြစ်နေသည် အမှုတဲ့900ခန့်ရမည်ဆိုက သူ့အတွက်တယောက်900နှုန်းရမည်ထို့အပြင်ထိပေါက်တယ်လို့ရလာမည်နိနာကြီးတဲက900ခန့်တော့ရပြီအုံးမည်ပလင်းရှိရာလက်လန်းလိုက်ပြီးနှစ်ခွက်စလုံးထက်ပြေးလိုက်သည်စိတ်ဝင်စားဖို့တော့အကောင်းသား ျိုးမြက်ကလည်းရနိုင်သေးတယ်မဟုတ်လားဒါပေမဲ့ကျွန်တော်ကဖက်ဒရယ်တရားရုံးနဲ့မပတ်သက်ဘူးဗျာ